โอเคကဲဒီဒီကတော့ကျွန်တော် Air Fire Legend Skin Event ကနေပြီးတော့ကျွန်တော် All Star Skin တွေယူခြင်းနဲ့ဆိုတဲ့ brother အတွက်ကျွန်တော်ဒီနေ့ဇာတ်လမ်းတစ်ခုလောက်ထားတာရှိပါတယ်။ကဲဒီတော့ဒီမှာပါမှာကတော့ကျွန်တော်တို့ Moscow ရဲ့ All Star Skin ပါမယ်။ကျွန်တော်တို့ Hanabi ရဲ့ All Star Skin ပါမယ်။ကဲဒါမျိုးကျွန်တော်တို့အဲအနည်းဆုံးနဲ့ Diamond နဲ့ဆုံးနဲ့ Weekly Pass နဲ့အနည်းဆုံးယူလို့ရတယ်ကျွန်တော်ပြပြပြမှာဖြစ်ပါတယ်။ကျွန်တော် Event ကတော့ကျွန်တော်20ရက်နေ့လာမယ်ပေါ့နော်။ကဲဝီ။ဒါချက်ကြည့်မျိုး Event Shop မှာကျွန်တော်တို့က อีวันกวายကျွန်တော်ရှေ့ရနဲ့အချင်းလုံးအောင်ဖြစ်ပါတယ်မော်စကိုရောကျွန်တော်ဒီဘက်ကဟန်နဘီရဲ့ဩစတာရောနှစ်ခုလုံးကိုအချင်းကွိုင်းရှေ့ရနဲ့ကျွန်တော်တို့အချင်းလုံးအောင်ဖြစ်ပါတယ်ခဲကျွန်တော်အဲ့ရှေ့ရလုံးရဖို့ဆိုရင်ကျွန်တော်တို့ weekly ဘလောက်ကုန်မလဲကျွန်တော်တို့ဘလိုဒေါ်လှည့်ရမလဲဆိုတာတစ်ချက်ကျွန်တော်ဇာတ်လေးနဲ့ပြောပြပြမှာဖြစ်ပါတယ်ခဲဒီမှာကတော့အားလုံးတည်တဲ့အတိုင်းပဲကျွန်တော်တို့အဲ daily ဒေါ်ကို diamond 100ကိုကျွန်တော်50% ကျွန်တော်တို့ချော်စင်းနဲ့တန်းမုံ50နင်းလေးလို့ရမယ်ကျိုတန်းတော့ကတော့တစ်ချိန်ပဲကျွန်တော်တို့ကတန်းမုံ50နင်းလေးလို့ရမှာနော်မူရင်းစီးကတထောင်အဲ့တော့ကျွန်တော်ချော်စင်း900နင်းလေးလို့ရမယ်ကဲဒါကျွန်တော်တို့ daily drone နဲ့ပဲကျွန်တော်ကသွားမှာဖြစ်တဲ့အတွက်ကျိုဒီနေ့ကိုအဲတန်းမုံ daily drone ဆိုတန်းမုံ50ပဲကုန်မယ်ပေါ့နော်ကောကြောင့်မနေ့ကတော့ကျွန်တော်အဲ lucky box skin နေအမွား skin နေ adomus skin နေဒီကောင်တို့ကျွန်တော်အဲယူလို့ရတဲ့အနေနဲ့ကျွန်တော်ပြောပြလာတာရှိတယ်။ကဲအဲ့ဒါလေးကတော့လုတ်ဖြစ်တယ်ပေါ့နော်။ တကယ်လို့အဲ့ဒီအဆင့်တိုင်းပဲကျွန်တော်ဒီ stand တို့ MR တို့ lucky ball လို့လိုချင်တော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာတင်ထားတဲ့အဲဇာတ်ရင်းနဲ့တွားပေါ့ဒါကကျွန်တော် All Star skin တွေလိုချင်တဲ့လူတွေတော့ကျွန်တော် Moscow All Star ကျွန်တော် Hanyu All Star လိုချင်တဲ့လူကြတော့အခုဇာတ်နဲ့တွားပေါ့နော်ကြည့်တော့ကျွန်တော်ဇာတ်လေးတစ်ချက်တူတူတွားကြည့်လိုက်အောင်ဗျာကဲဝီ ဒီမှာကတော့ကျွန်တော်တို့20နည်းနည်းရစမယ်နော်ဒီကျွန်တော်ဒီလ20နည်းနည်းရစမယ်ဒီမှာကျွန်တော်တို့အဲသုံးရမယ့်ဒိုင်းမွန်းနေကျွန်တော်ကျန်တဲ့ဒိုင်းမွန်းနေကျွန်တော်တို့ဒီနောက်ဆုံးတော့ကျွန်တော်တို့အဲဒေါ်စုစုပေါင်းပါနော်နေတဲ့ဒိုင်းမွန်းဆော်ရီဒေါ်ရေတွက်ဖြစ်ပါတယ်ကဲပြီအဲ့ဒါကျွန်တော်တို့ဒီမဲ့20နည်းနည်းရစမယ်ကျွန်တော်20နည်းနည်းမှာဆိုရင်ကျွန်တော် weekly bet တစ်ခုစဝယ်မှာဖြစ်ပါတယ် weekly bet တစ်ခုကိုကျွန်တော်6500ပါနော်အဲ့ဒါပထမဆုံး20နည်းနည်းမှာစပြီးတော့ထည့်မယ်အဲ့ဒီမှာကျွန်တော်တို့ကဒိုင်းမွန်း100ရှိမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် ဒမ်မိုတွေအားရှိမယ်ပညာနဲ့အဲ့20နှစ်နေမှာပဲကျွန်တော်ကနေ့စဉ်လျှော်စင်းနဲ့ကျွန်တော်တချိန်လဲမယ်အမလိုဒမ်မိုကတော့90ပဲကုန်မယ်ကဲဒမ်မို90နဲ့ကျွန်တော်လဲမယ်ဆိုရင်ကျွန်တော်အမဒူတယ်တော့ကတစ်ခုဖြစ်သွားမယ်ကျွန်တော်ဝမ်းတော့ရမှာပေါ့နော်ကဲအဲ့20နှစ်နေမှာနောက်တော့ကျွန်တော်တို့ကအဲ weekly ပတ်တဲ့အတွက်ကျွန်တော်တို့ token free token တစ်ခုရမယ်အဲ့ဒါထက်လဲမယ်ကျွန်တော်တို့ဒူတယ်တော့နှစ်ခုဖြစ်မယ်အဲ့20နှစ်မှာကျွန်တော်တို့ကအဲနောက်တော့ကျွန်တော်တို့ဒမ်မို10လုံးနဲ့အဲမကတော့ event ကနေပြီးတော့ဒမ်မို10လုံးနဲ့ကျွန်တော်တို့ကဝယ်လိုက်မယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ကကန်ဆန်ဖို့လက်မှတ်တစ်ခုရဲ့ free token တစ်ခုရရမယ်။ကဲအဲ့ဒါကကျွန်တော်တို့ diamond 10လုံးကုန်ပဲပေါ့။အဲ့ဒါဝယ်ပြီးတော့ follow လုပ်ချင်းကျွန်တော်တို့ကအဲ2 draw 3 draw တွေရမယ်။ကျွန်တော်တို့မှာ diamond အဲစုစုပေါင်း40လောက်ကျန်မယ်။ကဲဟုတ်ပြီ။အဲ့ဒါကျွန်တော်မလာ23နေရောက်ပြီဆိုရင် weekly ဘက်တစ်ခုထပ်ထည့်မယ်ပေါ့နော်။ weekly ဘက်တစ်ခုထပ်ထည့်မယ်။အဲ့ဒီမှာ diamond အား legend diamond နဲ့ပေါင်းရင် diamond 140ရမယ်။ဟုတ်ပြီအဲ့ဒီ23နဲ့မှာကျွန်တော်ချော်စင်းတဲ့ဒီချိန်ထက်လဲမယ်ဒိုင်မွန်50ကုန်မယ်အဲ့မှာဒိုင်မွန်ကျွန်တော်လက်ကျန်60ကျမ်းမယ်ထူထူတော့4ခုဖြစ်မယ် ကဲအကြံဆက်တဲ့ဦးနဲ့မှာကျွန်တော်တို့ token တစ်ခုထပ်ရမယ် free token တစ်ခုထပ်ပြီးယူလို့ရမယ်အဲ့ဒီမှာကျွန်တော်တို့ကဒူတယ်တော့ထပ်လေလို့ချင်းကျွန်တော်ဒူတယ်တော့အမ်ကျွန်တော်၅ထီရည်ဖြစ်ပါတယ်ကဲ23နဲ့မှာပဲနောက်ထပ်ကျွန်တော်တို့က diamond 49လုံးနဲ့ကျွန်တော်တို့ကအမ်မကာရော event ကနေပြီးတော့အမ် free token တစ်ခုကို diamond 49လုံးနဲ့ဝယ်လိုက်မယ်အဲ့မှာကျွန်တော်တို့ရဲ့ diamond စုစုပေါင်း40တလုံးကျမ်းမယ်ဒူတယ်တော့6ဖြစ်သွားမယ်နော်အဲ့ဒါကကျွန်တော်တို့မလ23နဲ့ဖြစ်ပါတယ်ကဲ24နဲ့ရောက်လို့ရှင်ကျွန်တော်တို့က ဝီကဘတ်ကိုထပ်ထည့်မယ်အဲ့ဒီနေရာမှာထည့်မယ်အဲ့ဒီမှာကျွန်တော်ရဲ့အမ်တူတဲ့ဒိုင်းမွန်က140တလုံးဖြစ်မယ်ကျွန်တော်ဟုတ်ပြီနော်အဲ့20လေးမှာအဲ့ဒီ20လေးလေးမှာပဲထပ်ပြီးတော့ကျွန်တော်ချော်စင်းတဲ့ဒီချိန်ထပ်လိုက်မယ်ဒိုင်းမွန်59မယ်တူတဲ့တော့ကကျွန်တော်တို့အမ်ခုနှစ်တော့ရရမယ်နော်ကျွန်တော်တူတဲ့တော့စုစုပေါင်းအဲခုနှစ်ခုတည်းရပြီဖြစ်ပါတယ်ဒီအဲ့မှာ20လေးမှာကျွန်တော်တို့ free token တခုထပ်ရမယ်ဒါကကျွန်တော်တို့ဒိုင်းမွန်ထည့်အတွက်ရတဲ့ free token တွေဖြစ်ပါတယ်အဲ့ဒီတူတဲ့အမ်တိုကင်နဲ့ထပ်လဲလဲလို့ရှိရင်ကျွန်တော်တို့က20လေးနှစ်ချီကျွန်တော်တို့ တူတဲတော့ကျွန်တော်တို့ရှစ်ထီရပြီဖြစ်ပါတယ်။ကျွန်တော်25နေရောက်ပြီ။ကျွန်တော်25နေမှာကျွန်တော်နေစင်ချော်စင်းနဲ့တစ်ချိန်60လှည့်မယ်။ကဲမဒိုင်မွန်60တလုံးကြမ်းမယ်။တူတဲတော့ကျွန်တော်ကိုတော်ထီရမယ်။ကဲ20ကျွန်တော်တို့26နေမှာလည်းထပ်ပြီးတော့အဲနေစင်ချော်စင်းနဲ့တစ်ချိန်လှည့်မယ်။ဒိုင်မွန်60ကုန်မယ်။လက်ကြံဒိုင်မွန်30တလုံးကြမ်းမယ်။ကဲတူတဲတော့အတော့စုစုပေါင်းကျွန်တော်10ချိန်ထိလှည့်ပြီးပဲဖြစ်ပါတယ်။အဲ့မှာကျွန်တော်29ရက်နေ28ရက်နေကြော်မယ်ဗျနော်။ 29 28ရီကိုကြော်မယ်29ရက်နေ့တော့ရှင် weekly bet 3ခုထပ်ထည့်မယ်နော်29ရက်နေ့မှာ weekly bet 3ခုထည့်မယ်ဒါပေမဲ့ weekly bet တစ်ခုကို6000ကကြာမယ်ပေါ့နော်နည်းနည်းတော့အဲ diamond နဲ့ကျွန်တော်တို့မဟုတ်ဘူး weekly bet ကနည်းနည်းတက်တာတယ်ပေါ့နော်29ရက်နေ့မှာ weekly bet 3ခုထည့်မယ်ကျွန်တော်တို့ရဲ့ weekly bet 3ခုထည့်လို့ရှင်ကျွန်တော်တို့အပေါ်မှာရှိတဲ့ diamond 3တလုံးရဲ့ weekly bet 3ခုထည့်တာ diamond 300ရတာနဲ့ဆိုရင်ကျွန်တော်တို့က diamond 300တလုံးတလုံးတိ300တလုံးတလုံးတိရပြီဖြစ်ပါတယ် 29ရက်နေ့မှာပဲ weekly bet ထည့်ပြီးနေ့စဉ်ချော်စင်းတဲ့ဒိုင်းမွန်50နဲ့လှည့်မယ်။ကျော်ဒူလေဒိုင်းမွန်300တလုံးကျမ်းမယ်။အဲဒီမှာကျွန်တော်တို့ကဒူလေတော့ကကျွန်တော်တို့7တထီရယူပဲဖြစ်ပါလေ။ဒါ29ရက်နေ့မှာကျွန်တော်တို့ကအဲဒီမှာ73ချီကျွန်တော်တို့ကဖောက်လို့ရမယ်ပေါ့နော်။ဘာလို့ဖောက်လို့ရဆိုရင်အဲဒီမှာကျွန်တော်တို့က round 1 free throw က12ခုရဲ့အဲကျွန်တော်တို့ကပေါင်းဖောက်လို့ရှိရင်ကျွန်တော်တို့ကဘဝဆုံးဆုံးကျွန်တော်တို့ weekly bet 3ခုထည့်တဲ့ဟာရဲ့အဲအဲ့ဒါကျွန်တော်တို့ကအဲ free throw ကအကုန်လုံးပေါင်းလှည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ အဲတန်းမှု40တလုံးမှကြမ်းမယ် total draw ကတော့ကျွန်တော်တို့က36ထိရရဖြစ်ပါတယ်ဒါကြောင့် free token က round 1ဟာပါထည့်သွင်းပြီးတာဖြစ်ပါတယ်ကဲ36ထိရပြီအခါကျတော့ maxla 30နေရောက်ရင်နေ့စဉ်ချော်စင်းတဲ့ဒီချိန်လှည့်မယ်တန်းမှု50ကုန်မယ်လက်ကျန်တိုင်းမှု7လုံးကြမ်းမယ် total draw 38 draw ထိရရပဲဖြစ်ပါတယ်31ကျွန်တော်တို့ maxla 31နေကိုကြော်မယ် abla 10နေကိုကြော်မယ်အဲ့ဒီမှာကျွန်တော်တို့က အဝိရိပရရတိုင်းမို့20 20နဲ့ပေါင်းလို့ချင်း AB တရက်နေ့ထီဆိုကျွန်တော်တို့ကလက်ကြံတိုင်းမို့40လလုံးလိကြံပြီးပဲဖြစ်ပါတယ်။ဒီအားလုံးနှစ်ရက်နေနေစဉ်ချောစင်းတဲ့ဒီချိန်လှည့်မယ်။ဒါမှမဟုတ်ကျွန်တော်တို့7လုံးကြံမယ်။ဒူရတော့38ချီတီရရဖြစ်ပါတယ်။ကြာမှကျွန်တော်တို့ AB 3 4ကျွန်တော်ကြောလိုက်မယ်။အဲ့နှစ်ရက်ကိုကြောလိုက်မယ်။ကြာမှကျွန်တော်တို့ဒိုင်းမို့လေးရတက်လာမယ်။ဒီနေ့20 20နဲ့ပေါင်းသွားလို့ချင်းကျွန်တော်တို့ AB 9ရက်နေဆိုရင်ဝိရိပ3ခုထပ်ထည့်မယ်နော်။ဝိရိပကလည်းများတယ်။ ပြမယ်ဝိရိပတ်ထက်တိုင်းကျောင်းလက်ကျန်တိုင်းမွန်ရဲ့ဝိရိပတ်သုံးခုထဲတိုင်းမွန်ပေါင်းလို့ချင်းတိုင်းမွန်311လုံးရမယ်ပေါ့နော်အဲကျွန်တော် AB လ9နေမှာနေနေစချော်စင်းတဲ့ဒီချင်းထက်လိုက်လိုက်မယ်ကျောင်းတိုင်းမွန်90ကုန်မှာပေါ့အဲဆိုကျွန်တော်တူတယ်တိုင်းမွန်160တကြံမယ်ကျွန်တော်ရဲ့အဲတူတယ်တော့က39ဒီရာဖြစ်ပါတယ်ဒီ AB 9နေမှာကျွန်တော်က round 2က free to gun လေးယူမယ်ပေါ့နော်အဲကျွန်တော်က round 2က free to gun လေးကိုအဲ sorry မယူသေးဘူးနော် AB 9နေမှာမယူသေးဘူး လူစီပဲအဲ့ဒီမှာကျွန်တော်တို့က AB 6ရက်နေ့မှာနေစဉ်ချော်စင်းနဲ့ကျွန်တော်က diamond 250သုံးအောင်ပါဘူးအဲ့ဒါဆိုကျွန်တော်က round 2လာပြင်တမ်းမြူသေးဘူး AB 6ရက်နေ့မှာနေစဉ်ချော်စင်းနဲ့ဒီချိန်လှည့်မယ်အဲ့ဒီမှာကျွန်တော်တို့က diamond 53ပဲလက်ချန် diamond 230တချမ်းပဲလူတွေတော့40ဖြစ်မယ် AB 9ရက်နေ့မှာနေစဉ်ချော်စင်းနဲ့ဒီချိန်လှည့်မယ် diamond 50ကုန်မယ်လက်ချန် diamond 230ချမ်းပဲလူတွေတော့40တတိယဖြစ်ပါတယ်ဒါ AB 9ရက်နေ့ဒီနော်ကြောက်ပြီ AB 9နဲ့ AB 10နေဆိုရင်ကျွန်တော်နေစဉ်ချော်စင်းနဲ့ဒီချိန်ကျွန်တော်တို့ကလှည့်မယ် diamond 50ကုန်မယ် အမှန်တော့တို့လက်ကျန်တိုင်းမွန်းတရား80တလုံးကျမ်းပဲတူတယ်တော့40နှစ်ဖြစ်နေမယ်နော်ကဲပြီအဲ့ဒီမှာကျွန်တော် AP 7နေမှာထပ်ပြီးတော့ကျွန်တော်တို့ကဒိုင်းမွန်းတရားနဲ့ထပ်ပြီးတော့အဲရှော့စင်းမရှိတော့ဘူးနော်ဒိုင်းမွန်းတရားကျသွားမယ်ဒိုင်းမွန်းတရားနဲ့ထပ်ဖောက်မယ်အဲကျွန်တော်တို့ကဒိုင်းမွန်းတရားကုန်မယ်ဒီမှာလက်ကျန်ကျွန်တော်လက်ကျန်ဒိုင်းမွန်းက80ဖြစ်မယ်ကဲပြီအဲ့ဒီ AP 7နေမှာပဲထပ်ပြီးကျွန်တော်တို့အမှဒိုင်းမွန်း950သုံးပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကရောင်း2ကဖိတိုကန်12ကကိုယူလိုက်မယ် ပြင်ကျွန်တော်တို့ကထည့်လိုက်ကျွန်တော်တို့ကလှည့်လိုက်မှာပေါ့နော်အဲဒီကျွန်တော် ABC နေမှာပဲ diamond တွေသုံးမယ်ပြင်ကျွန်တော်တို့က round 2 fit 2မှာစနစ်ကနေလှည့်လို့ရှိရင်ဒူတွေတော့56လေးရယူပဲဖြစ်ပါတယ်ပြင် AB ကိုနေရယ်နေသိချောင်းနေတဲ့ချိန်လှည့်မယ် AB 10နေမှာလည်းနေသိချောင်းနေတဲ့ချိန်လှည့်မယ်အဲဒါဆိုကျွန်တော်တို့က7ရက်နေ့အထိဆိုရင်ကျွန်တော်တို့ကဒူတွေတော့56လေးရယူပဲဖြစ်ပါတယ်7ရက်နေ့ကိုကြောမယ်7ရက်နေ့မှာကျွန်တော်နေသိချောင်းနေတဲ့ချိန်လှည့်မယ်ကျွန်တော် diamond 50ကုန်မယ်ကျွန်တော်မှလက်ကျန် diamond တစ်လုံးမှကျန်တော့တယ်အဲကျွန်တော်အတူတူတော့59ရာရွေးဖြစ်ပါတယ်ခေဟုတ်ပြီအဲဒါကျွန်တော်73 14 15ကိုကျွန်တော်တို့ကအဲ73 14ကိုကျွန်တော်တို့ကကြော်လိုက်မယ်15နိမနေ့တချို့စင်းတဲ့ဒီချိန်လှည့်မယ်လက်ချန်တိုင်းမောတလုံးကြံမယ်အဲ့မှာကျွန်တော်တို့ကဒူတယ်ရော60ဒီရဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒူတယ်ရော60ဒီရတဲ့ဇာဖြစ်ပါတယ်ကျွန်တော်60ဒီဆိုရင်ဒီကြပေါ့ ultra skin တခုကို exchange လုပ်ယူလို့ရပါတယ်ကျွန်တော်တို့ exchange coin ကျွန်တော်800ဒီဒီကြပေါ့ရပါတယ်ဗျာနော်ဒါကကျွန်တော်တို့ဒူတယ်ရော60ဒီရတဲ့ဇာဖြစ်ပါတယ်ဒါကကျွန်တော်တို့ ့ weekly ဘတ်ဘယ်နှခုကုန်လဲတစ်ချက်တွေ့ကြည့်မယ် weekly ဘတ်တစ်ခု2ခု3ခု6ခု6ခုပဲ3ခုပဲကျွန်တော်တို့9ခုအားလုံးစုစုပေါင်းကျွန်တော် weekly ဘတ်ကျွန်တော်တို့3ခုဒီကုန်မှာအာ sorry 9ခုဒီကုန်မှာဖြစ်ပါတယ်ကဲတော့ဝီလီဘတ်9ခုနဲ့ကျွန်တော် All Star Skin တစ်ခုကိုတရားပေါက်ရပါလေဗျ။နော်ဒီစရာလေးတိုင်းဆွဲပါ။အဲတော့ဒီစရာလေးကိုကျွန်တော်ဓာတ်ပုံရောကျွန်တော် PDF file အနေနဲ့ရောကျွန်တော် Telegram မှာ link ချပေးထားမယ်။အဲ့ link ကိုကျွန်တော် comment ပင်လင့်မှာရောကျွန်တော် description မှာဒီကျွန်တော်တို့ဒီဇာတ်လမ်းလေးကိုချပေးတယ်မှာအဲ့ကယူပြီးရောကျွန်တော်တို့တုံးလို့ရပါတယ်မရှင်းတာရှင် comment မှာမေးပါတည့်ရလို့လည်းဖြေခဲ့ပါကျွန်တော်အားရချင်းလည်းဝင်ပြီးဖြေပေးပါမယ်ကြာ Okay ကဲ blue လေးကလောက်ပါပဲ weekly ဘတ်ကိုကိုကုန်မယ်ဒိုးတယ်တော့60ဒီရမယ်နော်ဒီမှာကျွန်တော်ကြိုးအားမဲ့ရတဲ့ရှိတယ်လှည့်ရမဲ့ရတဲ့ရှိတယ်နော်ကျွန်တော်တို့ free token 11 round 2ကဟာဒီကိုယူအားမဲ့ရရှိတယ်မြူအားမဲ့ရရှိတယ်နော်လာတဲ့နေ့မတန်းယူလို့မရဘူး diamond 150သုံးပြီးမှကျွန်တော်ကယူမယ်နောက်ဆုံးရက်မှာယူမယ်ပေါ့နော်ကဲဒါကျွန်တော် တို့ရတော့60ဒီရတဲ့ဇာလေးပဲဖြစ်ပါတယ်။ဟေးဟုတ်ပြီလူချင်းတော့ကျွန်တော်ကွန်မန့်မှာပင်လင်းလေးချပေးထားမယ်အဲ့မှာဝင်ယူလို့ရပါတယ်ကြာ။ကဲဘလူးလေးကထလောက်ပါပဲ။